ဒီပိုင်းဆောင်မှာတော့ဂရုံးကနေတောင်ကြားမှာလောကကြီးအတွက်ဆိုးရုံနဲ့မကောင်းဆိုးရတွေပြန်ပေါ်လာပြီးကဘာကြီးကိုအမှောင်တူတဲ့ပြန်အောင်စေလိမ့်မယ်ဆိုရယ်ဟောစာကိုဖတ်နေခဲ့ပါတယ်။အဲနောက်တော့သူ့ရဲ့ရှေ့ကကြောက်ဆောင်အချိန်ကောင်းပဲလို့ပြောကစိုက်ချလိုက်ပြီးခဏလောက်ကြားတဲ့ခါမှာပပတ်လေးမှရှိတဲ့ဘလူးရုပ်တွေကကွဲထွက်အသက်ဝင်လာခဲ့ပါတယ်။ပြီးတော့အသက်ဝင်လာတဲ့နတ်ဆိုးရှစ်ကောင်ရိုင်ဂျနာကိုရအောင်ယူခဲ့ဖို့အမိန်ပေးနေပြီးတော့ဒါရဲ့ဒီနာကိုပါပြောပြလိုက်ပါတယ်။အဲနောက်မှာတော့မြေကြီးပေါ်အဖြူအောင်ခြုံလေးတွေကျဲချလိုက်ပြီးခဏကြားတဲ့ခါမှာအချုံဖြူတွေကနေဂျိုးပါတဲ့မကောင်းဆိုးကနောက်လိုက်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ူကမကောင်းစွာနောက်လိုက်တွေကိုနတ်ဆိုးရှစ်ပါးစီတပည့်ခံမှုပြောလိုက်ပြီးတော့ဂျန်နဲ့သူတွေကိုတော့သူ့ရဲ့နောက်လိုက်ခဲ့ကြဖို့အတွက်မိန်ပြီးခဲ့ပါတယ်။ဒါမှမဟုတ်တော့ရိုင်းပါကမူစာရှိစီမှာကိုဖော်တိုင်းကိုတင်နေခဲ့ပြီးဂျာရွက်ပေါ်မှာလမ်းလျှောက်ခိုင်းနေခဲ့ကမရှောင်းနိုင်သေးတဲ့ရိုင်းပါကိုကြည့်ပြီးတော့အသေးလောင်နေခဲ့ပါတယ်။ရိုင်းမဒါအပြစ်မှမဖြစ်နိုင်နိုင်ဘူးလို့ပြောလိုက်ပြီးတော့မူဆာရှိကတော့စိတ်ကိုယ်ခန္ဓာကိုယ်ရောပါပေါ့ပေါ့ထားရမယ်လို့ပြောလိုက်ကကြာရွက်ဒီဘော်ကနေဖြတ်ပြေးပြလိုက်ပါလေဒါတော့အားလုံးကအံ့ဩခဲ့ကြပြီးတော့မူဆာရှိက ရိုင်ဂျီနာကိုကိုင်မိုးတွတ်ဆိုကိုယ့်ရဲ့စိတ်ထဲကလေးပင်တွေတိမ်တိုက်တွေကိုအရင်ရှင်းပြမှဖြစ်မဲ့အကြောင်းပြောပြခဲ့ပြီးတော့ရိုင်းမကလည်းနားလေသွားပြီးထပ်ပြီးတော့ကြိုးစားကြည့်ပေမဲ့မရသေးပါဘူး။တတောင်စားခါခါကေတိုလာရှီနိုဆုကဲတို့ကလေးဂျီနာမကြည့်တော့ပဲဟင်းသွားချက်ဖို့ပြင်ကြပါတော့တယ်။တပတ်မှာတော့ဂျပန်နိုင်ငံလွတ်တော်မှာအမတ်တွေကအချင်းချင်းစကားများပြီးတော့တိုင်ပင်နေခဲ့ကြပါတယ်။အဲချိန်လေးနိုင်တစ်ခုနဲ့တူတဲ့ဓာတ်ကြောင်ခန်းတစ်ခုလုံးပျက်စီးသွားခဲ့ရပြီးလဲကြသွားတဲ့ဝင်းကြီးချုပ်ကိုလုံခြုံရေးတွေကကူညီပေးနေခဲ့ကြပါတယ်။ အဲဒီချိန်ရိုးကောင်းတန်ချက်ကဦးကြောင်ကြောင်ကြီးကိုဝစ်ထားခဲ့တဲ့ဂရုံးကသူတပည့်နဲ့သူရောက်လာခဲ့ပြီးတော့လုံချုံကြီးကတနတ်နဲ့ဝိုင်းပြကြတာဘာအဖြစ်ပဲဂရုံးရဲ့အသာဝစ်လိုက်တဲ့ဓာတ်ချက်ကြောင့်ခေါင်းမိုးတစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်။အဲနာမှာတော့အွန်နိုမာလူကအခုကစပြီးတော့ဂျပန်နိုင်ငံကိုကျုပ်အုပ်ဆိုးတော့မယ်လို့အမိန့်အတန်နဲ့ပြောလိုက်ပြီးတော့တပတ်ကဇွဲကြီးလာတဲ့ရိုင်းပါတော့မလုံချင်တော့ဥကဒီထဲမှာပဲလို့ညင်းညူနေခဲ့ပါတယ်။ဒါတောင်စိမ့်ရှိတော့တဲ့ရိုင်းပါကိုမေယန်ကူလိုစိမ့်ရှိပုံကကိုဂျီရိုဆာဆာကီနဲ့တပုံစံနဲ့ပဲလို့ပြောလိုက်ပါတယ်။ ုဂျိုဆာဆာကီစွာအရေးကြီးရှိတဲ့ဓာတ်မတယောက်ပဲမဲ့လို့စိတ်မရှိတဲ့အတွက်မူဆာရှိစီမှာရှုံးနေရတဲ့တကယ်ပြင်ကဆာမူရိုင်းတယောက်ပဲဖြစ်ပါတယ်။သူကဒေါသထွက်ရင်တွေ့ကြလို့ဓာတ်နဲ့ခုတ်တက်တဲ့အကျင့်ရှိတယ်လို့ပြောပြလိုက်ပြီးရိုင်းပေါက်လည်းအဲ့လိုမဖြစ်စေချင်တာကြောင့်ဓာတ်ကိုထည့်သိမ်းလို့ရမယ်။တိုင်အိမ်တစ်ခုကိုမူဆာရှိကလက်ဆောင်ပေးခဲ့ပါတယ်။ပြီးတော့ရိုင်းပါကိုဖျက်ဆောင်မနိုင်သေးမချင်းဓမင်းမကြွေးဘူးလို့ပြောလိုက်ပြီးတော့ထပ်ပြီးတော့လေးချင်းခိုင်းခဲ့ကတပတ်မှာတော့ဓမင်းချက်နေတဲ့စားအခါစီကိုသစိမ်းယောက်ကလာပြီးတော့တွေးခဲ့ပါလိမ့် တို့တွေကတယောက်ကလှတာပတာမိန်လေးတယောက်ဖြစ်ပြီးတော့ဒီမှာစားခေါရိုင်းဂျင်လို့ခေါ်တဲ့ရှင်အောင်ဓာတ်လက်ကိုတွေးမိသေးလားညီမလေးလို့စားပြီးတော့မေးလိုက်ပါတယ်။ဒါကြောင့်စားခါလေးဓာတ်ကရိုင်းပါစီမှာရှိနေအကြောင်းကိုပြောပြလိုက်ပြီးတော့သူတို့ကမကြားခင်မှာပြန်လာတော့မှကြောင့်အဲထဲဝင်ဆောင်ကြဖို့တော့ဖိတ်ခေါ်လိုက်ပါတယ်။အိုက်ကောင်မလေးကခါခဲဒူလာနဲ့ရှင်တို့စုကဲတို့ကိုကြည့်ပြီးတော့စားခြင်းစရာလေးလို့ပြောနေခဲ့ပြီးစားခါလန့်သွားတဲ့ချိန်မှာဟောပုတ်ပြောတာပါညီမရဲ့လို့ရွှီချောင်လိုက်ရပါတယ်။ အဲ့ဒါမှတော့ထမင်းနဲ့ဟင်းတွေအတူတူပါလာတဲ့ဝေးယုံနဲ့ကောင်တပြဲတပြဲကျဲနေခဲ့ပြီးတော့ဇာခာဝေးယုံကိုချွတ်လိုက်ပါလားလှမ်းပေးမယ်လို့ပြောလိုက်တာကြောင့်ရောင်ပြီးတော့ချွတ်လိုက်မယ်လို့မှကောင်မာလေးကသတိပေးလိုက်ရပါလေအဲ့ချိန်ရိုင်းမတို့လည်းပြန်အောင်လာခဲ့ပြီးတော့အဲ့တွေရောက်လာတာကိုတွေးလိုက်တာကြောင့်ရိုင်းမအောင်မေးမြန်လာဟဲ့အောင်စော်လေးကငါ့ကိုထားပြီးပေးနေတာငါဘလောက်ကြော်ကြားနေလဲသိပြီလားလို့ပြောလိုက်ပါလေဒါမဲ့ပြောလို့တော့မပြီးသေးဘူးစော်လေးကကောက်ကြည့်လိုက်ပြီးတော့ဝေးယုံနဲ့ကောင်ရှာရှီးထုတ်ကရိုင်းမအောင်တိုက်ခိုက်ပစ်လိုက်ပါလေ အဲနောက်တော့ရိုင်းပါကိုရိုင်းကျင်နောက်ကိုပြန်ပေးစမ်းကွာလို့ပြောလိုက်ပြီးတော့သူရဲ့ဝိယုံရှိကြီးကိုချွတ်ချပြလိုက်ကအแทမှာတော့ဖားဘလူးကြီးဖြစ်လို့နေခဲ့ပါလေသူကသူ့ကိုယ်သူအွန်နိုမာလူရဲ့နတ်ဆိုးရှစ်ပါးတွေကတကောင်ကယ်ရတာကဆိုင်မလို့ပြောပြလိုက်ပြီးတော့တဖက်ကစော်လေးကလည်းရေကွန်ချွတ်ချပြလိုက်ကငွေဘလူးဘဲကြီးဖြစ်နေပြောင်းလဲသွားခဲ့ပြီးတော့ဂျူလီယာဇူပိုပိုတမတ်စ်လို့ပြောပြလိုက်ပါလေကယ်ရတာကြီးကတော့ဒါကိုကုချင်ပေးရင်ပေးရင်မပေးရင်ဘာဖြစ်မယ်ညာဖြစ်မယ်တဲ့ဟုတ်ကြီးချင်းချောက်နေခဲ့ပြီးရိုင်းမောက်တိုက်ကတော့ဘာနေနေလဲကွာလို့ပြောနေတဲ့ထားနဲ့ဦးတက်နေကြပါတော့လေ အားကြောင့်ဂေရုဒါဒီကစိတ်တူသွားခဲ့ပြီးတော့မကောင်းစွာနောက်လိုက်တွေကိုခေါ်ချကာဟိအောင်လေးဇောက်ကလေးကနေစပြင်းကွာဆိုပြီးတော့အမိန်ပေးလိုက်ပါလေဒါပေမဲ့ရိုင်းမတော့ရီမပြတ်ပဲတကောင်ပြီးတကောင်အသေးတီးနေခဲ့ကာဒါအောင်ကြည့်တဲ့မူဆာရှိကအမေဒီကောင်ပဲဆိုးလို့လေရီပြီးတော့ရန်သူကိုစိတ်တူအောင်လုံရင်းနဲ့တီးတဲ့ကွက်ကိုသုံးနေရပဲတော်ရီဟာလို့ကြီးကျူးနေခဲ့ပါလေအဲတော့ရိုင်းမနဲ့မူဆာရှိတို့ပေါင်းပြီးတော့အတူတူတိုက်ခိုက်ခဲ့ကြကာဒါမှမဟုတ်တော့ဇာခါကိုမကောင်းစွာတွေကဝိုင်းလာခဲ့ပြီးဇာခါကြောက်နေမဲ့အသားကိုလာကင်နာကြောင့်ဟဲ့နာဘူးဘဲလာနှိုက်တာလေလို့ပြောကာအသေးတီးပြလိုက်ပါလေ အဲ့ချိန်ရိုင်းမသူ6လာဆွဲတဲ့ဂေရုဒါရဲ့ရှာကိုရိုက်လိုက်တာတေသားတို့ကကျူးသွားခဲ့ရပါလိမ့်။အားလုံးမတက်တာတဲ့ဆုံးမှာရိုင်းချင်သားကိုဆွဲထုတ်လိုက်ပြီးတော့ဖြေချင်တော့ဓာတ်ကိုကင်ဆောင်းမထိုက်တန်သေးတာကြောင့်မိုးโจနတ်ဖျားဝင်ပူးသွားခဲ့ပြန်ပါလိမ့်။မူဆာရှိကအရင်တစ်ခါလိုခေါင်းကိုဖြတ်ကန်ကတားပြီးမယ်မိုးโจနတ်ဖျားထွက်မသွားသေးပဲမိုးโจသားနဲ့ရန်တန်းခုတ်လိုက်တာမူဆာရှိရဲ့သစ်ပင်အင်ကြီးမီးလောင်ပြက်စီးသွားခဲ့ရပါတော့လိမ့်။အချိန်နေရဂေရုဒါတို့လည်းအကျုံးခံရတော့မှဖြစ်တာတော့မူဆာရှိကဂေရုဒါတို့ခဏလောက်ပူးအောင်ပြီးတော့အတူတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပါလိမ့်။ဒိုနဲ့နှစ်ယောက်သားတိုက်ခိုက်ခဲ့ကြပြီးတော့မိုးโจနတ်ဖျားကဓာတ်ချက်မှပြိုကျသွားတယ်သစ်ပင်ကြီးက ဇာကာရူဘောပြုတ်ကြတော့မှဖြစ်တာကြောင့်အမြန်ရှောင်းလိုက်ကြပါလိမ့်။ကေရူတာနဲ့မူဆာရှိတို့ကမေးပေါ်သွားငါပေါ်သွားနဲ့အစီစဉ်ကြတိုက်ခိုက်နေခဲ့ကြပြီးမူဆာရှိရဲ့ဓာတ်ကြောင့်မိုးချုံတက်ပြားဓာတ်နဲ့ကားလိုက်တာကြောင့်ဓာတ်ရဲ့ထဲကစွမ်းရေးမြစ်ကစိတ်ကကျွတ်ထွက်သွားခဲ့ကရိုင်းပါလဲထိန်းချုပ်ခန္ဓာကနေလွတ်မြောက်သွားခဲ့ပါတော့တယ်။ဒါကြောင့်ကေရူတာနဲ့မူဆာရှိတို့လည်းဝမ်းသာလိုက်ကခုံဖက်လိုက်ကြပြီးနောက်သတိထားမိတော့မှပြန်ခွာလိုက်ကြပါလိမ့်။ရိုင်းပါသူရဲ့ဓာတ်မှာအပေါင်ကြီးဖြစ်နေပြီးတော့အစွမ်းနေမရှိတော့သတိထားမိသွားခဲ့ပါလိမ့်။အဲဒီအချိန်မှာလွတ်ထွက်လာတဲ့စိတ်ကိုစားခါကကောက်ထားလိုက်ပြီးတော့ ဒီချင်တော့မကောင်းဆိုတာနောက်လိုက်တွေကဝိုင်းချုပ်လိုက်ကြကဇူပိုပိုကလူယူထားလိုက်ပါလေအဲနောက်တော့ဟေ့အောင်ကောင်မလေးကိုအသက်ချမ်းသာသိခြင်းကောင်းအိုက်သားပေးလိုက်စမ်းလို့ပြောလိုက်ပါလေပြီးတော့ဇူပိုပိုကဂေရူတာကိုဘိုးကြီးတို့ကိုရှင်းပြလိုက်တော့လေဘာကြီးညာတော့လို့ပြောလိုက်ပြီးတော့ဂေရူတာကသူနဲ့တူတူတိုက်ပွဲဝင်ခဲ့တဲ့မူဆာရှီတို့ကိုမတိုက်ခိုက်ခြင်းတော့ပါဘူးဒါတောင်ဇူပိုပိုကသုံးစားများတဲ့တစ်စပေါက်ကောင်းဆိုပြီးတော့တိုက်ခိုက်လိုက်တာကြောင့်ရိုင်းပါးကြားကနေကာပေးထားလိုက်ပါလေပြီးတော့ချင်းချင်းနဲ့တိုက်ခိုက်နေကြတာဘာထားလဲဘလို့ချင်းသူ့ပေးလေဘာဆိုပြုတ်လှုပ်တော့လိုက်မယ်လို့ပြောလိုက်တာကြောင့်ဂေရူတာခင်ဗျာရီယာခက်ခက်ငိုရခက်ခက်ဖြစ်နေခဲ့ပါလေ ပြီးတော့မှဒိုဒိုလေးဟျောင်းပြီးတော့လီမပြီးရင်တကယ်စားပြေမအောင်လို့ရိုင်းပါပြောလိုက်တာပါအဲ့နောက်မှတော့ရိုင်းပါဇူပပုတ်ကိုအချိန်ဆွဲခါတခြားအောင်များခေါ်သွားခဲ့ပြီးတော့နှစ်ယောက်သားတိုက်ခိုက်နေခဲ့ကြပါတော့လေဒါမဲ့ဇူပပွဲအရေကွန်ကဖောက်လို့မရတော့မာနေခဲ့ပြီးတော့နောက်ကနေတိုက်ခိုက်လာတဲ့မကောင်းဆိုးအနောက်လိုက်တွေကိုဒါနဲ့ရိုးမချပဲအပေါက်ထဲကနေလက်ထိုးစားကြလို့လှည့်ပြီးတော့ခုတ်ပြစ်လိုက်ပါလေပိုင်းပြတ်သွားတဲ့တစ်ပင်တွေကိုကြည့်ပြီးတော့ရိုင်းပါအမေဘယ်ဆိုးလို့လဲမိုက်တယ်ဟာလို့ပြောကမကောင်းဆိုးအတွေကိုဒါနဲ့ပန်ကားလို့လိုက်ခုတ်နေအောင်အကုန်လုံးလဲထွက်ပြေးကြပါလေ အဲဒီမှာဇူဘွားရိုင်းပါကိုဆက်ချရင်ရှုံးတော့မမှန်တိလာကြအောင်တစိကိုပဲယူသွားတော့မလို့ပြောကပြန်သွားခဲ့ပြီးရေထဲကိုစင်ကထွက်ပြေးသွားကြိုင်မယ်ဆရာသမားရိုင်းပါရေပေါ်လမ်းလျှောက်ပြီးတော့လိုက်လာခဲ့ပါလိမ့်နောက်ဆုံးမှာဇူဘွားကရိုင်းပါလေးဝေးပန်းကဓာအတိုင်းကိုမခံနိုင်တော့ပဲတခါနဲ့နှစ်ချမ်းပြဲပြီးတော့ရှောသွားခဲ့ကရိုးမွေဘွားဖြစ်ကိုပြန်ပြောင်းသွားခဲ့တာကြောင့်ရိုင်းပါလူစိုးမလုံးနဲ့တော့နော်လို့ပြောကအသာတကြီးပဲလွတ်ပေးလိုက်ပါလိမ့်ညောင်းတဲ့ခါမှာတော့မီးလုံနေကြတဲ့ရိုင်းပါပြန်စည်းသွားတဲ့မူဆာရှိအိမ်ကြောင့်စိတ်မကောင်းဖြစ်နေပေမဲ့မူဆာရှိကတော့ဘာမှမဖြစ်တဲ့အကြောင်းပြန်ပြီးတော့ပြောခဲ့ပါလိမ့် ီးတော့သူကဂါရဲတို့ကိုသွားစရာနေရာမရှိရင်သူတို့နဲ့လာနေလို့ပြောလိုက်ပြီးတော့အန်ချိန်သတင်းထဲမှာတော့အိုနိုမာလူကဂျပန်နိုင်ငံလွတ်တော်ဝင်စီလိုက်တဲ့အကြောင်းကိုတင်ဆက်နေခဲ့ပါတယ်။ဒါတော့မူဆာရှိကကိုဂျီရိုဆာဆာကီနေတဲ့ဂျုံးကိုလိုက်သွားပြီးတော့သူကိုင်းနဲ့ဝစ်ရှော်ဒုတ်နတ်ဆိုးဓာတ်ကိုသာရအောင်ယူနိုင်ရင်ရိုင်းချင်းကိုကိုင်းတိုင်းမို့သဲလုံစားတစ်ခုရနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်ဒီမနက်ရောက်တဲ့ကာမရာဆာခါမိုးဂျိုးစိတ်ကိုဆွဲထုတ်လို့ဆွဲထားပြီးသူတို့အားလုံးကဆာဆာကီရှိမဲ့ဂီရီယူဂျုံးကိုသွားဖို့တော့လုံနေခဲ့ကြတာတစ်ချိန်တည်းမှာပဲကောင်းငင်ကနေအဝါရောင်ပြားတကောင်ကစိုက်ကြည့်နေခဲ့ပြီးတော့ဒီဘိုင်းလေးကတော့ဒီနာမှာဆုံးသထားခဲ့ပါတော့တယ်။